အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးဦးပါ PP Media ဖြစ်ပါတယ်ဗျာဒီကနေ့နိုဝင်ဘာလ18ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတို့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုတ်အနေနဲ့ဥက္ကုကကြီးပါတီကနေပြီးတော့ဝင်ရောက်ရှင်မြိုင်မဲ့တင်ငန်းညွန့်မြွနယ်ပြည်သူလွတ်တော်ကိုယ်စားလောင်ဖြစ်တဲ့ဦးလွင်မြင့်ဦးလွင်မြင့်ရဲ့မဲဆွယ်စည်းရုံးမှုနဲ့ပတ်သက်ပြီးတင်ပြပေးချင်ပါတယ်အဲ့တော့ဦးလွင်မြင့်ကတော့ဗျာသူကအဲသူရဲ့ဒီမဲဆွယ်စည်းရုံးမှုမှာသူ့အနေနဲ့သူကမျိုးဆက်၃ဆက်အလိုက်နိုင်ငံရေးလုပ်ခဲ့တယ်ပေါ့နိုင်ငံရေးလုပ်ပြီးသူထောင်နေကြခဲ့တယ်ပေါ့ဗျာအဲ့စသဖြင့်သူ့ရဲ့အတာဖိုင်ကိုကျွန်တော်ဖွင့်ပြပါမယ် နိုင်ငံရေးကျင်းသားဟောအခုလွေမြင့်ဖြစ်ပါတယ်ကျွန်တော်ကတော့အခုပြည်သူ့ပါတီကိုစားပြုပြီးတော့တင်ကန်းညွတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်တော်လှယ်တော်တုပ်ဦးဖြစ်ပါတယ်ကျွန်တော်ပြည်သူ့ပါတီဆိုတာလေ1988ဒီမိုကရေစီအရေးတော်ပုံကြီးမှာဥဆောင်ပါဝင်ခဲ့ကြတဲ့ကျောင်းသားကောင်းဆောင်တွေစုစည်းထားတဲ့ပါတီတခုဖြစ်တယ်ဒါကြောင့်မလို့88ကျောင်းသားကောင်းဆောင်အဲ့ဒီခေတ်ကာလကဘဂဒါဥက္ကရာတုပ်ဦးဖြစ်တဲ့ကုပူကြီးဥဆောင်နဲ့ပါတီဖြစ်တယ်ဒါကြောင့်မလို့ ထိဆက်ဆက်မှာတော်လှန်ရေးကိုအစဉ်တစိုက်လှုပ်လာတဲ့ပါတီတစ်ခုဖြစ်တယ်အခုကျွန်တော်ဆိုရင်လေပြည်သူ့ပါတီကိုစားပြုတင်ကန်းညုံမြို့နယ်ပြည်သူ့လွတ်တော်ကိုစလေလောင်းဥလွင်မြင့်ဥလွင်မြင့်ဆိုတာလေနိုင်ငံရေးမျိုးဆက်30တိုင်ထိုင်ကျွန်တော်တို့ဟာနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ဥလွင်မြင့်ဖြစ်တယ်အဲ့တော့ကျွန်တော်အဖေဦးတန်းပြည်တန်းကြီးလို့ခေါ်တာပေါ့ဗျာသူဆိုရင်လေကျွန်တော်တို့ကိုကိုကျုံမြန်ကြီးပေါ့မဆက်လိုက်တပါတီအာဏာရှင်စနစ်ကို ရေရေဝုန်းကိုတွန့်လန့်တော်လန့်ခဲ့တဲ့သူတယောက်ဖြစ်တယ်ကျွန်တော်အဖေကလည်းထောက်အချိန်ချင်းကြက်ခဲ့တယ်အခုကျွန်တော်ဆိုရင်လည်း88နောက်ပိုင်းကျောင်းသားခေါင်းဆောင်များနဲ့အတူကျွန်တော်တို့အစ်စိတ်တော်ပေးထောင်သားမှာကြက်ခဲ့တယ်နိုင်ငံရေးကျင်းသားဟောင်းတယောက်ဖြစ်တယ်အဲကျွန်တော်သားကတော့အခု2021ဒီအရေးတော်ပေါ်မှာထပ်မှန်ပြီးတော့ကြာခဲ့တာပြီးကြတဲ့လပိုင်းကပဲပြန်လွတ်လာတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာ ပြည်သူအတွက်ကိုထောင်မဲကြကြတမ်းမဲကြကြဆိုတဲ့နိုင်ငံရေးကျင်းသားဟောင်းတဦးဖြစ်တယ်ဆိုတဲ့အကြောင်းရုံရုံကြည်ကြည်ပဲကျွန်တော်တို့ဟာဆိုလို့ရှိရင်ပြည်သူတွေအမကကြပြီးနိုင်ပါလေအဲ့မှာကျွန်တော်ကတော့အဲ့မှာသူ့ရဲ့ဒီမဲဆွယ်စီုံနဲ့ဖိုင်ဟာ10မိနစ်နဲ့စက္ကန့်40ရှိတယ်10မိနစ်နဲ့စက္ကန့်40ဆိုတဲ့နေရာမှာသူ့အနေနဲ့ဒီ2021အခင်းချင်းပေါ့ကျွန်တော်2021အခင်းချင်းလက်ရှိကျွန်တော်ဖြစ်နေတဲ့အခြေအနေကစခဲ့လာကကျွန်တော်2021ကနေစခဲ့တယ် အဲ့2021အခင်းကြီးနဲ့ပတ်သက်ပြီးတော့ဥလွင်မြက်က2021အရေးတော်ပုံမှာသူသားကလည်းပါခဲ့တယ်ပေါ့ဗျာမနေ့တင်းတည်းမှာပြန်လွတ်မြောက်လာခဲ့တယ်သူသုံးထုံးသွားတွေ့ရပါတယ်တွေ့ရတယ်အဲ့တော့သူက2021အရေးတော်ပုံလို့သူသုံးခဲ့ပါတယ်ဘာလဲပေါ့အရေးတော်ပုံနဲ့ကျွန်တော်အကြမ်းဖက်စုဘူးလှုပ်ရှားမှုဘယ်လိုခွဲခြားလဲပေါ့ဒါတော့ကျွန်တော်တို့ဟိုသူ့ပြန်မေးရမှာပေါ့အရေးတော်ပုံဆိုတာဘာလဲစုဘူးလှုပ်ရှားမှုဆိုတာဘာလဲပေါ့ကျွန်တော်ဒါတော့ဒီဥလွင်မြက်ကိုပြန်မေးရမယ့်ကိစ္စဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါရုပ်ောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ပြန်ပြီးတော့ကျွန်တော်တို့ရှင်းလင်းချက်တင်ပြပါမယ်ဒီချိန်နဲ့ပတ်သက်ပြီးတော့ဒါကိုနော်တော်လေးကလည်းကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုမေးတယ်ကျွန်တော်တို့ကလည်းပြီးခဲ့တဲ့ရက်ကဒီ YMBA YMB အခမ်းအနားရောက်တော့ YMB အခမ်းအနားသွားတဲ့အခါမှာကျွန်တော်တို့ရန်ကုန်ဟိုတယ်မှာတဲကြတယ်ပေါ့ရန်ကုန်ဟိုတယ်မှာတဲကြတော့ကျွန်တော်အဲ့ဒီဖိုင်လေးတွေ့တယ်ဗျာဟာကျွန်တော်တေချာနားထောင်နှစ်ကောက်သုံးကောက်နားထောင်တယ်သူဘာကိုကြီးရတာလဲပေါ့ဟိုကျွန်တော်လည်းနားကြလွဲမှာဆိုလို့ပေါ့သူကအဲ့မှာကျွန်တော်2021အရေးတော်ပုံလို့သုံးသွားတယ်ဒါသူရကျွန်တော်မွေးတိုင်းမှာ ဲ့နောက်ပိုင်းမှာကျွန်တော်တို့ကျွန်တော်တို့ကိုနောင်တော်လေးပြောပြဆိုပြကြတယ်ပေါ့ပြီးတော့ကျွန်တော်ကိုနောင်တော်လေးကဒါကျွန်တော်တို့ရုပ်ကွယ်ကော်မရှင်ဖွဲ့ကိုမေးမယ်ဒါဥပဒေနဲ့ညှိမညှိပေါ့သွားလိုက်မေးတယ်ပေါ့ဗျာမေးတဲ့အခါမှာရုပ်ကွယ်ကော်မရှင်ကဒီနိုဝင်ဘာလ17ရက်နေ့မှာပြန်ပြီးတော့ပြန်ရှင်းတယ်ပေါ့ဗျာပြန်ရှင်းတယ်ပေါ့အဲ့မှာဘာရထားလဲဆိုတော့ဘာရထားလဲဆိုတော့ဥလမြားအကြဘတ်လှုပ်ရှားမှုအကြဘတ်လှုပ်ရှားမှုများကိုထောက်ခံအားပေးပြောဆိုသူဖြစ်သဖြင့်နဲ့ကိုယ်စားလောင်းရေချင်းနဲ့ပြည်ဦးမှုရှိမရှိပေါ့ဒါကကိုနော်တော်လေးကမေးတယ်ပေါ့အဲ့မှာကျွန်တော်ရုပ်ကွယ်ကော်မရှင်ပြန်ဖြေတယ်ပေါ့ မေးခွန်းပေါ်အကြောင်းအရာမှန်ကန်ပါကတရားစွဲအဖွဲ့အစည်းများကသက်ဆိုင်ရာဥပဒေဖြင့်အရေးယူဆောင်ရမည်ဖြစ်ပါသည်တဲ့ထို့သောအရေးယူဆောင်ရပြီးလျင်တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့်သက်ဆိုင်သောလွှတ်တော်ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်များဖြင့်ဆက်လက်အရေးယူဆောင်ရမည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်ပေါ့ဗျာအမှကျွန်တော်ရွေးကောက်ပွဲကော်မရှင်ပြောတာရှင်းပါတယ်သူရဲ့ဥလွင်မြေရဲ့ဒီမဲဆွယ်စည်းရုံးနဲ့စကရရတွေနဲ့ပတ်သက်ပြီးပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ ဒီပြောဆိုမှုတွေအမှန်ကန်တယ်ပေါ့မှန်ကန်ပါကတရားစွဲအဖွဲ့အစည်းများကသက်ဆိုင်ရာဥပဒေဖြင့်အရေးယူဆောင်ရမှာဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီပြည်ထောင်ဝင်ကြီးဌာနကိုနားလည်ရပါတယ်နားလည်ရပါတယ်ပြည်ထောင်ဝင်ကြီးဌာနအနေနဲ့သို့မဟုတ်ကျွန်တော်တို့အခြားသောခြားသောကျွန်တော်တို့အဖွဲ့အစည်းများအနေဖြင့်သက်ဆိုင်ရာဥပဒေဖြင့်အရေးယူဆောင်ရမှာဖြစ်ပါတယ်ထို့သောအရေးယူဆောင်ရပြီးလင်းပြောင်းရွက်ောက်ပွဲကော်မရှင်ကလည်းလွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့သက်ဆိုင်သော လွတ်တော်ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်များဖြင့်ဆက်လက်အရေးယူဆောင်ရွက်တော်မူဖြစ်ပါသည်တဲ့ဒါတော့ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ကျွန်တော်ပြန်ပြီးရှင်းလင်းကြပါဒါတော့ကျွန်တော်တို့ဥလွတ်မြေရဲ့မဲဆွယ်စီအုံနဲ့ပန်ဖလက်ပါပန်ဖလက်ဖြစ်ပါတယ်သူရဲ့ပန်ဖလက်မှာတော့ဗျာအမှရေးသားထားတာတွေ့ရပါတယ်ဥလွတ်မြေတည်ရဲ့နိုင်ငံရေးကျင်းသာဟောင်းအဖကိုကိုကျွန်းပြန်ကြီးဦးတန်းပမညာတာပြည်တန်းအမိဒေါ်ခင်ခင်တို့မှာတဲ့19ရက် 6လ59နဲ့ဘကိုတိုင်းပြည်မျိုးတွေမူဖွားခဲ့ပါတယ်စသဖြင့်ပါဗျာအမှသူရေးသားတာတွေ့ရတယ်ပြီးအဲ့ပပလတ်မှာလည်းပါပါတယ်2021ຫນွေဦးတော်လိုင်းရေးနောက်ပိုင်းကာလတွေနဲ့တားဖြစ်သူကိုတားထိုက်ဦးကိုတဲ့ပုံမှန်99နိုင်ငံရေးပုံမှန်ဖြင့်အင်းစင်ထောင်တွင်အဖမ်းခံရစဉ်တွင်လဲထောင်တွင်နိုင်ငံအကျဉ်းသားများအထွတ်ငွေကြေးနှစ်ထောင်ဝန်စာများငွေကြေးနှစ်ထောင်ဝန်စာပါဆယ်ပေးပို့မှုတို့တွင်လဲတစ်သက်အပောင်းဝင်ကူညီခဲ့ပါတယ်ဒါကြောင့်မြန်မာပြည်ဒီပိုစီ ီမိုကရေစီရဲ့အတွက်နိုင်ငံမျိုးဆက်သုံးဆက်နိုင်ငံချင်းသားများဖြစ်ကြတဲ့အတွက်မဲပေးဖို့ပေါ့ဗျာဥလိုမျိုးကိုမဲပေးဖို့တဲ့သူကပြောခဲ့ပါတယ်အဲတော့ဒါတော့သူ့ရဲ့ပန်ဖလက်ပါအဲ့မှာကျွန်တော်တို့2021အခင်းညင်းကိုအနွေဦးတော်လိုင်းရေးလို့သုံးသွားပါတယ်အဲ့တော့ဒါတော့ကျွန်တော်ဥပဒေညီမညီကတော့တက်ဆိုင်ရာကျွန်တော်တို့ဟိုတက်ဆိုင်ရာဝန်ကြီးဌာနရဲ့ဆိုပြမဲ့ကိစ္စပါဒီထဲမှာကျွန်တော်တို့ဒါကဝန်ကြီးဌာနရဲ့အဲဒီဥလွင်မြေရဲ့မဲဆွယ်စည်းရုံးနဲ့အချင်းလေးကိုလကတဖွင့်ပြတာကဥလွင်မြေရဲ့မဲဆွယ်စည်းရုံးနဲ့ ဗီဒီယိုဖိုင်ဒါကကျွန်တော်ဥလင်မြေရဲ့ pamphlet ထပ်ပြီးရှင်းတာကကျွန်တော်ရွေးကောက်ပွဲကော်မရှင်ရဲ့ရှင်းလင်းချက်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တရားစွဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဘာတွေဆက်ဖြစ်မလဲပေါ့ဗျာဘာတွေဆက်ပြီးတော့ဆောင်မလဲပေါ့ဒါတော့ကျွန်တော်ဆက်ရှိကြည့်ရမှာဖြစ်ပါတယ်ဆက်ကြည့်ရမှာဖြစ်ပါတယ်အဲ့မှာတော့ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ရဲ့ရှင်းလင်းချက်မှာတော့ဒီလိုမျိုးအကြောင်းအရာတွေသူကပြောဆိုမှုတွေမှန်ကန်ပါကားတဲ့တရားစွဲအဖွဲ့အစည်းများကတတ်ဆိုင်ရာဥပဒေဖြင့်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်တဲ့ထို့သောအရေးယူဆောင်ရွက်ပြီးလင်း ပြောင်စုရုပ်ောက်ဝဲကော်မရှင်ကလည်းလွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့တက်ဆိုင်သောလွှတ်တော်ရုပ်ောက်ဝဲဥရီပြတဲ့ချက်များဖြင့်ဆက်လက်အရေးယူဆောင်ရမည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်ပေါ့ဗျာဒီလိုမျိုးတော့ရှိပါတယ်အဲ့တော့ဥကူကိုကြီးပါတီကနေပြီးတော့ကျွန်တော်တို့ဒီသင်္ကန်းကျွန်းသင်္ကန်းကျွန်းပြည်သူလွှတ်တော်ကိုယ်စားလောင်းပြေဝင်ရောက်ရှင်းမြိုင်မြဲဥလူမြင့်ဆက်ပြီးတော့ဆက်ပြီးတော့သူဆက်ပြီးတော့ကျွန်တော်တို့ရှင်းမြိုင်ခွင့်ရမရဘယ်လိုဆက်လုပ်လာမလဲပေါ့ဒါတော့ကျွန်တော်တို့ဆက်ဖြစ်လာမလဲပေါ့ဒါတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ဆက်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်သတင်းမှုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ ဒါကတော့ကျွန်တော်အိန္ဒိယမြန်မာနှစ်နိုင်ငံသာသနာပြုဆရာတော်ပတ်သက်ပြီးတော့အချိန်နေအချင်းချုပ်ကိုဆက်ပြီးတင်ပြပါမယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြီးခဲ့ရက်ကလည်းကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်ဆရာတော်ရဲ့အချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်မံရရှိလာတဲ့အချက်အလက်အချို့ကိုတင်ပြပါမယ်ဆရာတော်ဒေါက်တာဝိတုဒ္ဓပြီးရင်ကျွန်တော်တပည့်ဖြစ်တဲ့ကိုရင်ကြီးပေါ့ဗျာလူနာမည်ဆိုရင်တော့နေမျိုးအောင်ပြီးရင်ကျွန်တော်တို့ဒိုက်ကာမှာဖြစ်တဲ့ဒေါခင်မိုးအေးတို့ကတဲ့2025ခုနှစ်17လပိုင်း9ရက်နေ့မှာရွှေဘုံမြို့မဟာဝိတုဒ္ဓရာမ ဗုဒ္ဓဂ ਾਇ အကြောင်းကနေပြီးတော့ရွှေသစ္စာရင်လိုက်နဲ့ရွှေဘူကနေပြီးတော့ရန်ကုန်ပြန်ပါတယ်ရန်ကုန်ပြန်လဲထွက်ခွာကြပါတယ်အဲ့ဒီနေ့မှာပဲနနက်ဆယ်နိုင်ခတ်မှာတဲ့ရွှေဘူမြို့အနောက်ဘက်ကင်းပြားရွာရောက်မှာပြည်ရဲတွေကကားကိုရက်ခိုင်းပါတယ်ရက်ခိုင်းပြီးတော့ရင်းမောမောပါလာတဲ့အိန္ဒိယမြန်မာသာသနာပြုဆရာကြီးဖြစ်တဲ့ဒေါက်တာဝိတုဒ္ဓကိုရင်ကြီးပေါ့ဗျာလူမျိုးကတော့နေမျိုးအောင်တက္ကမဖြစ်တဲ့ဒေါက်ခင်မွေးတို့ကိုတောင်းတော်တို့ကိုပြည်ရဲက အဲ့ဒီနေရာမှာပဲကျွန်တော်လူဝင်လဲပြီးတော့ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်အဲ့ဒီနေ့မှာပဲ PDF တွေကအဲသူတို့ရဲ့လက်ကိုက်ဖုန်းနဲ့ပဲဆရာတော်ရဲ့တပည့်ကိုဆက်တယ်ပေါ့ PDF တွေကသူ့ရဲ့ဖုန်းနဲ့ဆရာတော်ဖုန်းပြောခိုင်းတယ်ပေါ့ဖုန်းပြောခိုင်းတယ်ဘယ်ဘယ်ဘယ်ကျောင်းတက်ကဘယ်ကျောင်းတက်ကဆရာတော်ဖုန်းပြောခိုင်းလဲဆိုတော့ခုနကဆရာတော်စပြီးကြွလာခဲ့တဲ့ရှိုးဝမျိုးမှာရှိတဲ့မဟာဝိတုဒ္ဒရာမဗုဒ္ဓဂါရအကြောင်းမှရှိတဲ့ဆရာတော်ကြီးရဲ့တပည့်တွေနဲ့ဖုံပြောခွင့်ရခဲ့တယ်ဖုံပြောတယ်ပေါ့ဗျာအဲ့ကျမှ PDF တွေကဆရာတော်ကြီးကိုဖိအားပေးတယ်ပေါ့ live ဖြတ်နှစီ လာဖို့ပါလိုက်ထွက်နေစီလာဖို့ရင်မင်းတို့ဆရာတော်ငါတို့လှုပ်ပေးမယ်ပေါ့ဒီလိုမျိုးတုံးတယ်လို့နားလဲရပါတယ်အဲ့တော့ဒီဆရာတော်ကလည်းရွှေဘုံမှာရှိတဲ့မာဝိသုဒရာမဗုဒ္ဓကာယအကြောင်းတိုက်မှာရှိတဲ့တန်ဃာတော်နှစ်ပါးနဲ့ကိုရင်နှစ်ပါးကလိုက်ထွက်ကားနှစ်စီတော့ပို့တယ်ပေါ့သူလည်းအမှကျွန်တော်တို့နီးစက်ရလိုက်ထွက်ကားတွေသူတို့အကူကြီးတောင်းတယ်ပေါ့တချို့ကြလည်းကျွန်တော်တို့ဘယ်လိုတွေဝယ်လိုက်လာပါလားတော့ကျွန်တော်ဒီပုံမှာအသေးသေးမသိဘူးလိုက်ထွက်ကားနှစ်စီပေးရင်ဆရာတော်နဲ့ကိုရင်ကြီးအပါဝင်တန်ဃာမတော်ကိုပြန်လှုပ်မယ်လို့ပြောတယ်အဲ့လာနဲ့ လာနေကျွန်တော်တို့ဒီတန်ဃာတော်တွေကလည်းအသူဆရာတော်ကြီးအသက်မသေးဘူးအသက်မခံရဘူးအတွက်လိုက်ထွက်နေစီကိုတောပို့ပါတယ်တဲ့။နိုဝင်ဘာလ9ရက်ညနေ4နာရီခန့်မှာ4နာရီခန့်မှာကျွန်တော်တို့ဒီဦးစင်းနှပါနဲ့ကိုရင်ကိုရင်နှပါကရွှေဘုံမြို့မှာရှိတဲ့ကျွန်တော်တို့ရွှေဘုံမြို့နယ်ကင်းပြားရွာအဲဒီကင်းပြားရွာမှာ PDF ကိတ်ဖွင့်လာတယ်။အဲဒီကိုတောပို့ရတယ်။အဲဒီကိုတောပို့တဲ့ခါမှာလည်းဒီကိုရင်ကြီးကိုရင်ကြီးအကိုရင်နဲ့ဦးစင်းကိုအမ၄ပါးဖြစ်တာပေါ့ဗျာဦးစင်းနှပါကိုရင်နှပါ အေးဦးစင်းဦးစင်းဦးစင်းတစ်ပါးနဲ့ကိုရင်တစ်ပါးတနေရာခွဲသိတယ်ပြီးရင်ကျွန်တော်တို့ဦးစင်းတစ်ပါးနဲ့ကိုရင်တစ်ပါးတတ်တတ်ခွဲသိတယ်ခွဲသိတယ်ဗောဗျာ BD ရတယ်ခွဲသိတယ်ခွဲသိပြီးတော့မနက်ခင်းမှာကျွန်တော်တုတ်တုတ်အ3မိန်းဗော3မိန်း3မိန်းဗောတေယုတ်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 3မိန်းဆိုင်ခဲ့ဗောတေယုတ်3မိန်းဆိုင်ခဲ့နေကျွန်တော်တို့တင်းမြို့ရွှေဘူပြန်ခိုင်းလိုက်တယ်ဗောပြန်သွားကြတယ်ဆရာတော်ကပြန်မထည့်ပြလိုက်ဘူးဆရာတော်နဲ့ပြီးရင်ခုနကခုနကဒီကိုရင်ကြီးဗောကိုရင်ကြီးရောတက္ကမတော့ပြန်မထည့်ပြလိုက်ဘူးပြန်သွားကြရတယ်ဗောပြန်သွားကြပြီးတော့ဒီပြိုင်နဲ့နောက်နေ့ဒီ6ရက်နေ့6ရက်နေ့မှာတခါထက်ဆက်တယ်ဗော ခြောက်ထမတကထက်ဆက်တယ်ခုနကဆရာတော်ထက်ဆက်တယ်ပေါ့ထက်ဆက်တဲ့ခါမှာဗာဆက်လဲဆိုတော့ဒီဆရာတော်အတတ်မခံခြင်းပေါ့မတအတတ်မခံခြင်းခရောင်းကားပေါ့ခရောင်းကားတစ်စီးခရောင်းကားတစ်စီးနဲ့ငွေကြက်သိန်း30လည်းလာယူဖို့မူလတတ်မှတ်ထားတဲ့နေရာပဲလာယူဖို့တိရတော့ကျွန်တော်ဂိတ်တိဂိတ်တိဂိတ်တိမှာတို့ PDF တွေကတောက်ချောက်တောက်ချောက်ကင်းထောက်ပြီးတော့ခေါ်သွားလို့တိရတယ်ကျွန်တော်တို့နောက်ဆုံးတိရတဲ့ချိန်လေးပေါ့အဲကင်းမြောက်ရွာပဲကင်းမြောက်ရွာပဲတော့ပို့ပါတယ်ကင်းမြောက်ရွာပဲတော့ပို့ပါတယ် ခရောင်းကားတစ်စီးနဲ့ငွေကြေးသိန်း300တော့ပို့ရတယ်တိုးတော့လည်းပဲဆရာတို့ကြိုပြတ်မလှုပ်ဘူးပြတ်မလှုပ်ဘူးအဲ့တော့ဒီနေ့ဆိုရင်ကျွန်တော်တို့က16နှစ်နေဖြစ်သွားပြီ16နှစ်နေဖြစ်တဲ့အခါကျတော့နိုဝင်ဘာလ16နှစ်ဖြစ်သွားပြီစဖန်နာက9နှစ်ဒီနေ့ဆိုနိုဝင်ဘာလ16နှစ်ဖြစ်သွားပြီ16နှစ်ဖြစ်တဲ့အခါကျတော့ဆရာတို့ကြီးရဲ့တပည့်ယဟန်နေတပည့်ယဟန်နေဒိုင်းကတိုင်ခဲ့မှာလေတော်တော်လေးကိုစိတ်ပူနေကြတယ်ဆရာတို့ကြီးကပတ်သက်ပြီးတော့တက်ပြစ်လိုက်ကြပြီလားဒီတိုင်းပဲချုပ်ထားသလားမေးဖို့နေမေးလာပြီတော်တော်လေးစိတ်ပူနေကြတယ်ဆရာတို့ကြီးအဲ့တော့ ဒီလိုဆရာတော်ကြီးကိုအကယ်မြန်အကယ်၍ပေါ့ဗျာကျွန်တော်တို့ဒီဘုမဖြစ်ပါစေတော့ကျွန်တော်ဆုတောင်းတယ်အကယ်မြန်ပြည်ရဲ့တွေကဆရာတော်ကြီးကိုတတ်ဖြတ်ခဲ့သည်ရှိတော့လောက်ခဲ့ရင်ပေါ့လောက်ခဲ့ရင်တော့ကျွန်တော်တို့ဒါကြီးကတမိုင်းမှာတမိုင်းဆိုပြီးပဲဗျာတမိုင်းဆိုပြီးပဲတမိုင်းဆိုပြီးဖြစ်သွားပြီဗျာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်သိရတာကဒီမြင်းစည်းရွာပေါ့မြင်းစည်းရွာသားမြင်းစည်းရွာသားပြည်ရဲ့ကောင်းဆောင်ဖြစ်တဲ့စိုးလွင်ခပေသီးပေါ့စိုးလွင်ခပေသီးကလည်းဒီမှာကျွန်တော်တို့ပအဝင်ပတ်သက်တယ်လို့သိရတယ် သိရမြင်းစည်းဝါတာမြင်းစည်းဝါတာဖြစ်တယ်အဲ့တော့ဒီဆရာတော်ကြီးရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဒီထက်တော့ကျွန်တော်ထပ်ပြီးတော့မတင်ပြလို့တော့ဘူးဘာကြောင့်လဲဆိုတော့ဆရာတော်ကြီးရဲ့ပတ်သက်ရင်ကျွန်တော်ရဲ့တရင်ကြောင့်ဆရာတော်ကြီးဘုံမှာတက်ရောက်မှုတွေရှိသွားနေဟိုမရှိစေချင်ဘူးပေါ့ဗျာမရှိသေးချင်ဘူးအဲ့တော့တေချာတာကတော့ဒီဆရာတော်ကြီးကိုဖမ်းခဲ့တာကအန်ယူဂျီအုပ်စုတွေဖမ်းခဲ့တာအန်ယူဂျီအုပ်စုတွေဖမ်းခဲ့တာအန်ယူဂျီကနေပြီးတော့တိုက်ရိုက်ခံထားတဲ့သူတို့သူတို့အခေါ်ပေါ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ခေါ်တာပေါ့ဒီအဖွဲ့တွေကဖမ်းခဲ့တာသူတို့ရဲ့ဂိတ်ရှိတဲ့နေရာကကင်ပြရွာပါကင်ပြရွာပါကျွန်တော်တို့ ဟိုဒီွာလဲကျွန်တော်တို့တမိုင်းမှာမှတ်တမ်းစိုးဖြစ်သွားနိုင်တာပေါ့ကင်ပြားရွာကင်ပြားရွာမှာရှိတဲ့ PDF game မှာဖမ်းခဲ့တာဖမ်းခဲ့တာဖြစ်တယ်ဟိုဆရာကြီးနဲ့ပတ်သက်ရင်ဆရာကြီးနဲ့ပတ်သက်ရင်ကျွန်တော်တို့တပည့်တပည့်တိုင်းကမှတော်တော်ကြီးစိုးရင်နေရတယ်ပြီးရင်ကျွန်တော်တို့ဆရာကြီးရဲ့ဆရာကြီးရဲ့ကျွန်တော်တို့ဆရာတော်ကြီးပြီးရင်ဆရာကြီးရဲ့ကျွန်တော်တို့ဒါစာရင်းလိုက်မှာတိုင်းတက်ခဲ့တဲ့ဆရာတော်တန်ခါတော်ကြီးတွေဆရာကြီးရဲ့တပည့်တွေတော်တော်ကြီးကိုစိတ်ပူနေရပါတယ်အဲ့တော့ ဒီကျွန်တော်တို့ဒီနေရာမှာတင်ပြချင်တာကကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ရင်ကျွန်တော်အများကြီးမတင်ပြချင်ပါဘူးအဲ့တော့သမိုင်းမှာဒီသမိုင်းကတိတ်ပြီးတော့ကျွန်တော်တို့အရေးကြီးပါတယ်ဆရာကြီးရဲ့ကျမ်းမာရေးနံပါတ်၄ချက်ကကျမ်းမာရေးနံပါတ်၄ကဆရာကြီးအသက်ရှင်ရက်တည်ခွင့်နဲ့ပတ်သက်ပြီးတော့ဆရာကြီးအသက်ရှိရအသက်မရှိဘူးအဘယ်နှစ်ပြတ်လုံးမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ PDF တွေအနေနဲ့ဒီနေရာပြ NGO အုပ်စုတွေအနေနဲ့အသက်တိရှိရှိတော့ကျွန်တော်တို့တတိရှိရှိတော့ထုတ်ပြန်မှုလို့တယ်ထုတ်ပြန်မှုလို့တယ်ဆရာတော်ကြီးအရန်ကြီးကိုကျွန်တော်စိတ်ပူနေကြတယ်အဲ့တော့ခင်ဗျားတို့လည်းဗုဒ္ဓဘာသာတွေပဲဗျာခင်ဗျားတို့လည်းဗုဒ္ဓဘာသာတွေပဲ ခင်ဗျားတို့လက်ချက်နဲ့သိဆုံးသွားခဲ့ရတဲ့ဆရာတွေမနေဘူးပဲကိုင်းငယ်တွေမနေဘူးပဲမေတီလာရှင်တောင်ပါသေးတယ်အဲ့တော့ခင်ဗျားတို့ကဗုဒ္ဓဘာသာနဲ့ပတ်သက်ရင်ခင်ဗျားတို့မှာတမိုင်းစိုးတွေဘယ်လောက်ရှိသွားပြီလဲဆိုတော့ခင်ဗျားတို့ကိုယ်တိုင်လည်းသိပါတယ်အဲ့တော့ကျွန်တော်ဒီသင်ပြချောချင်တာကဆရာတို့နဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့တောင်းတဲ့ပစ္စည်းတွေကိုဆရာတို့ရဲ့တပိတပိတိုင်ကမှလည်းပေးခဲ့ပြီးသွားပြီပထမ light train နဲ့စီးပေးခဲ့ပြီးသွားပြီနောက်တဲ့ crown card စီးနဲ့ငွေကျပ်သိန်း30ထပ်ပေးပြီးသွားပြီအဲ့တော့ဆရာတို့နဲ့ပတ်သက်ရင်ကျွန်တော်တို့အများကြီးမျှော်လင့်ပါတယ်ပြန်လည်လွတ်မြောက်ဖို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျားတို့လက်မလွန်ဖို့လိုတယ် နှုတ်မပိတ်ဖို့လိုပါတယ်အဲ့တော့ဒီစိတ်ထဲကပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကဘာလဲစောင့်ကြည့်နေတယ်ဗုဒ္ဓဘာသာဝင်တွေပေါ့အပြည့်အဝပြည်ပါဗုဒ္ဓဘာသာဝင်တွေစောင့်ကြည့်နေတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဆရာတော်ကြီးနဲ့ပတ်သက်ရင်ကျွန်တော်အများဆုံးပြန်လွတ်လာဖို့ပြန်လွတ်မြောက်လာဖို့အတွက်ဆရာတော်ကြီးရေဆရာတော်ကြီးရဲ့တပိဒါကမှာညှော်လင့်နေကြပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အန်ယူဂျီအုပ်စုတွေပါဆက်လုပ်မလဲကျွန်တော်တို့စောင့်ကြည့်ပါမယ်နောက်ထပ်သင်ဟုတ်ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ထိုင်းမြန်မာနယ်စပ်ကျောင်းမှာရှိတဲ့ကေကေဘက်ကိုအမျိုးသားအမျိုးသားရေးတောင်းဝန်တရအနေဖြင့်အပြေးတိုင်းရှင်းလင်းသွားမယ်လို့တချို့ကြီးကပြောခဲ့တဲ့အခြေအနေပါ တချို့ကြီးကဒီအပိုင်းမှာဒီအပိုင်းမှာကျွန်တော်ကင်းမီနယ်ဖတ်အမျိုးကိုသွားခဲ့တယ်ပြီးရင်တော့ကျွန်တော်မော်လမြိုင်မျိုးကိုသွားခဲ့ပါတယ်မွန်ပြည်နယ်မော်လမြိုင်မျိုးကိုသွားခဲ့ပါတယ်ဒီရဲ့ခီးစင်နဲ့ပတ်သက်ပြီးတော့အချက်လက်များထဲမှာအချက်လက်အချို့ကိုကောင်းထုတ်ပြီးတင်ပြပေးချင်ပါတယ်အဲ့ဒီမှာတချို့ကြီးရဲ့ဒီကင်းမီနယ်ဖတ်အမျိုးခီးစင်မှာတင်ပြပါမယ်ဒီခီးစင်ကနိုဝင်ဘာလ19ရက်နေ့ကဒီဖတ်အမျိုးမှာကင်းမီနယ်ဖတ်အမျိုးမှာဌာနဆိုင်ဝန်ထမ်းတွေပြီးရင်ကျွန်တော်တို့မျိုးမျိုးဖားတွေအပါဝင်ကျွန်တော်တို့ဒီကင်းမီနယ်မှာရှိတဲ့ကင်းမီနယ်မှာရှိတဲ့ လူမှုအကျိုးပြုဆောင်နေတဲ့ပုံကိုယ်တွေနဲ့တွဲဆုံခဲ့ပါလေဒီတွဲဆုံမှာတချို့ကြီးပြောခဲ့တဲ့မိန်ကုန်းတွေကနေပြီးတော့အချက်လက်ချက်ကိုအကောင့်ထုတ်ပြီးတင်ပြပေးပါမယ်ဒါကမွေးနိုင်တင်ပြခြင်းဖြစ်ပါလေ KB နဲ့တည်တဲ့နိုင်ငံလွတ်လပ်ရေးရပြီးချိန်ကလေးကလက်နက်ကိုင်တောင်းကျမှုများကြောင့်တည်ငြိမ်အေးချမ်းမှုများပြည့်ယွန်းပြီးတော့ပြည်내အတွင်းနေထိုင်တဲ့ပြည်သူများထိခိုက်ရတဲ့ကဲ့သို့နိုင်ငံတော်နေဖြစ်လဲထိခိုက်မှုများစွာရှိပါတယ်ကေမီယာတည်ငြိမ်အေးချမ်းမှု ပြောင်းအောင်လှုပ်ဆောင်နေသူများသည်ကင်မီနယ်အတွင်းရှိလက်နက်ကင်ဖွဲ့စည်းများပင်ဖြစ်ပါတယ်အဲ့တော့ဒီကင်မီနယ်ကကျွန်တော်တို့လွတ်လပ်ရပြီးချိန်မှသည်တောင်းကျမှုတွေတောက်လျှောက်ဖြစ်တယ်ပေါ့အဲဆက်ထုတ်တူပါပဲကျွန်တော်တို့ဒီတောင်းကျမှုတွေကြောင့်ဒေသခံပြည်သူတွေထိခိုက်သလိုပဲနိုင်ငံတော်အနေနဲ့လည်းထိခိုက်မှုတွေရှိပါတယ်ကင်မီနယ်တည်ချိန်တည်ချိန်အေးချမ်းမှုကိုပြောင်းမှုဖြစ်အောင်ကင်ပြည်နယ်မတည်မငြိမ်ဖြစ်အောင်လုပ်နေတာကကင်မီနယ်အတွင်းမှာရှိတဲ့လက်နက်ကင်ဖွဲ့စည်းများပင်ဖြစ်ပါတယ်တည်ချိန်အေးချမ်းမှုများရှိမှသာလျှင်ပညာသင်ကြားနိုင်မယ် ီသူများရဲ့အကြမ်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေဆောင်ရနိုင်မယ်။ဒေသအဖွဲ့အစည်းရေးလုပ်ငန်းတွေများစွာကိုဒေသအဖွဲ့အစည်းရေးလုပ်ငန်းများစွာကိုဆောင်ရနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကိုဖျက်ဆီးနေသည့်ဖျက်ဆီးနေသည့်တည်ငြိမ်အေးချမ်းမှုပြည်ယုံအောင်လှုပ်ဆောင်နေမှုများကိုပြည်နယ်အတွင်းနေထိုင်သူများအနေဖြင့်နီလန်းပေါင်းစုံဖြင့်ကာကွယ်ဆောင်ရွက်သွားရန်လိုအပ်ပါတယ်။နိုင်ငံတော်အနေဖြင့်လည်းကေပီနယ်ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုပြည်ယုံအောင်လှုပ်ဆောင်နေသူများကိုရှင်းလင်းဆောင်ရွက်လည်ရှိပါတယ်။အဲ့တော့ ကင်းမီနယ်ကြီးမတိမငင်ဖြစ်ဖို့ဆောင်နေတဲ့အဖွဲ့အစည်းတွေကိုနိုင်ငံတော်အနေနဲ့ဒါရှင်းလင်းဆောင်ရွက်လည်းရှိနေတယ်လို့တက်ချုပ်ကြီးကပြောခဲ့ပါတယ်ဆက်ပြီးတော့ online ငွေကြေးလိမ်လည်မှုများနဲ့ online လောင်းကစားလုပ်ငန်းများဆောင်ရွက်လည်းရှိတဲ့ဆောင်ရွက်လည်းရှိတဲ့မြန်မာတိုင်းနယ်စပ်မှာရှိတဲ့ KK ဘတ်နေရာတပ်မတော်နေဖြင့်ရှင်းလင်းရှင်းလင်းဆောင်ရွက်လည်းရှိနေပြီးတော့အမျိုးသားဝန်အမျိုးသားရေးတာဝန်တရက်နေဖြင့်အပြည့်အစုံရှင်းလင်းဆောင်မှာဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီတိုင်းမြန်မာနယ်စပ်ကျောင်းမှာရှိတဲ့ KK ဘတ် အဲ့ဒီနေရာမှာရှိတဲ့ကျွန်တော်တို့ဒါကြားပြလုပ်ငန်းများနဲ့ပတ်သက်တဲ့နေရာတွေတောက်လျှောက်မြို့သားကြီးတောင်ဝတီရနဲ့တောက်လျှောက်ရှင်းလင်းပါမယ်တဲ့လက်ရှိတဲ့ကျွန်တော်တို့မိုင်းခွဲပျက်စီးရှင်းလင်းလျက်ရှိနေပါတယ်ဒါကကျွန်တော်တို့ဒါကကြီးတက်ချုပ်ကြီးရဲ့ကင်မီနယ်ဖန်မျိုးမှာပြောခဲ့တဲ့မိကုံးများထဲမှာအချက်လက်ချုပ်ကိုအောက်လုပ်ပြီးတင်ပြပေးခဲ့တာဖြစ်ပါတယ်နိုဝင်ဘာလ16ရက်နေ့မှာထပ်ပြီးတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့ကျွန်တော်တို့မြို့မီမြို့ပါလေးဌာနဆိုင်ရာတွေတွေ့ဆုံခဲ့ပါတယ်အဲ့ဒီမှာဆိုရင်လည်းပဲတက်ချုပ်ကြီးရဲ့မိကုံးများထဲမှာအချက်လက်ချုပ်ကိုအောက်လုပ်ပြီးတင်ပြပေးခြင်းပါတယ် နေဆက်ဒေတာများ၌တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့်အချို့သောနေဆက်ကိန်းများကိုပိတ်ထားရပါတယ်အချို့သောဝန်ထမ်းများနိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေးရောက်ထားသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်နိုင်ငံအပေါ်တစ္ဆာစောင့်တမှုမရှိဘဲနဲ့၎င်းတို့ရဲ့ကိုကြိုးစည်းဝါအတွက်တရားမဝင်ကုံတုံမှုများတွင်ပါဝင်ပတ်သက်လျက်ရှိပါတယ်တဲ့အဲ့တော့တော့ကျွန်တော်တို့နေဆက်ကိန်းတွေနဲ့ပတ်သက်ပြီးတော့ဒါဒါကျွန်တော်တို့အချို့သောဝန်ထမ်းတွေပြီးရင်ကျွန်တော်တို့လက်နက်ကိုင်အဖွဲ့တွေကကိုကြိုးစည်းဝါအတွက်စာဝင်နေကြပါတယ်ပြီးရင် ို့ကဲ့သို့တရားမဝင်ကုံတော်မူများဆောင်းဝဲနေသဖြင့်ဆောင်းဝဲချင်းဖြင့်နေဆက်ဒေသများရှိလက်နက်ကိုင်အဖွဲ့အစည်းများကိုတဆိုးရှည်မီဖြစ်တဲ့ကဲ့သို့နိုင်ငံတော်အနေဖြင့်လဲရာသင်ရထိုက်တဲ့အခွန်ကားများရရှိမှုမရှိသေးတဲ့အတွက်ထိခိုက်နေနိုင်ရပါတယ်အလားတူနေဆက်ဒေသများ၌အွန်လိုင်းလိမ့်လည်အသုံးပြုမှုအွန်လိုင်းလောင်းကစားမှုကျူးလွန်ကျူးလွန်နေသူများမရှိစေရေးအလေးထားဆောင်ရွက်လက်ရှိပြီးတော့၎င်းတို့အခြေပြုလျက်ရှိတဲ့အခြေခံအဆောက်အအုံများကိုဖယ်ရှားရှင်းလင်းခြင်းများ ဆောင်းလည်းရှိပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့အမြင့်ဖြတ်ရှင်းလင်းတော့မှာဖြစ်ပါတယ်လို့ဒါတချို့ကြီးကပြောခဲ့ပါတယ်အလားတူပါပဲနိုမာလာ၁၄ရက်နေ့ကတရုတ်နိုင်ငံကူမင်းမြို့မှာကမ္ဘောဒီးယားလာအိုထိုင်းဗီယက်နမ်တရုတ်မြန်မာနိုင်ငံတွေကနေပြီးတော့ကျွန်တော်တို့၆နိုင်ငံပေါ့၆နိုင်ငံတွေကဒီကြားဖြတ်နဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေကိုအရှိန်မြင့်နေမှုအတွက်သဘောတူညီချက်လည်းချခဲ့ပါတယ်အဲ့ဒီဆွေးနွေးမှုမှာဆိုရင်အဲ့ဒီအစည်းအဝေးမှာဆိုရင်မြန်မာနိုင်ငံကပြည်ထောင်ဝင်ကြီးဌာနဒုတိယဝန်ကြီးတက်ရောက်ခဲ့ပါတယ်တက်ရောက်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အချိန်မြင့်နေပြီတော့ကျွန်တော်တို့ချိန်မုံဖို့ပါချိန်မုံဖို့6နိုင်ငံအစည်းအဝေးကိုကျင်းပခဲ့ပါတယ်အဲ့မှာကျွန်တော်တို့သဘောတူညီတဲ့သဘောတူညီချက်များစွာကိုလည်းချမှတ်နိုင်ခဲ့ပါတယ်အလားတူပါပဲကျွန်တော်နိုဘာလာ7ရက်နေ့ကအမေရိကန်အစိုးရကလည်း online လုံလိမ်လည်မှုလူကုန်ကူးမှုဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှင်းလင်းဖို့ဆိုပြီးတော့အဖွဲ့အစည်းတခုဖွဲ့ခဲ့ပါတယ်တနည်းအားဖြင့်ကျွန်တော်ကြားဖြတ်နေနေအဖွဲ့ပါကြပြနေနေအဖွဲ့ကိုဖွဲ့ခဲ့ပါတယ်အဲဒီမှာကျွန်တော်တို့တစ်ဆက်တစ်ဆက်တည်းပဲကျွန်တော်တို့ဒီကင်းလန်းနိုင်ငံအဖွဲ့တွေကိုလည်းအမိပြဆင်းတင်းတဲ့တာတွေကန့်တဲ့တာတွေလောက်ခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ တက်ရောက်မှုတွေတော့ရှိလာနိုင်ပါတယ်။ဘာလို့ဆက်ဖြစ်မလဲပေါ့ဗျာ။ဒါတော့ကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်အမေရိကန်ရဲ့ agent တွေကတော့ကျွန်တော်တို့ထိုင်းနိုင်ငံကိုအခြေပြုပြီးတော့သူတို့ရဲ့လှုပ်ရှားမှုတွေလှုပ်လှုပ်ရှားကြမှာပါ။အဲတချို့ကတော့ပြောကြပါတယ်အမေရိကန် agent တွေကထိုင်းနိုင်ငံမှာကျွန်တော်ရောက်နေတာကြာပြီလို့တော့ပြောနေကြပြောနေကြတာရှိပါတယ်။အဲနိုင်ငံတကာမီဒီယာသတင်းတွေမှာလည်းကျွန်တော်ဖော်ပြနေတွေ့ရပါတယ်။အော်အမေရိကန်ရဲ့ကျွန်တော်တို့လှုပ်ရှားမှုတွေအမေရိကန် agent တွေကဒီကြားဖြတ်နေနေမှုနဲ့ပတ်သက်ပြီးတော့အဘယ်လိုမျိုးဆောင်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ဆောင်ကြရမှာဖြစ်ပါတယ်။အော်ကြားဖြတ်နဲ့ပတ်သက်ရင်တော့လက်ရှိကျွန်တော်တို့ဒီမြန်မာတရုတ် ထိုင်းသုံးနိုင်ငံကအရှိန်မြင့်နေပြီးတော့ဆောင်ရွက်လက်ရှိနေသလိုပါပဲနိုဝင်ဘာလ14ရက်နေ့မှာကျွန်တော်တို့6နိုင်ငံတရုတ်နိုင်ငံအပါအဝင်6နိုင်ငံကလည်းဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့အရှိန်မြင့်နေပြီးတော့ကျွန်တော်တို့ရှင်းလင်းဆောင်ဖို့အတွက်အစည်းအဝေးလုပ်ခဲ့တဲ့သဘောတူညီချက်များစွာကိုလည်းကျွန်တော်သဘောတူညီခဲ့တာရှိပါတယ်ဆိုတော့ကြားဖြတ်နဲ့ပတ်သက်ရင်ဘယ်သူတွေပါဝင်ပတ်သက်လဲကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်ရင်တော့ကျွန်တော်နံပါတ်၁ချက်သူတို့လှုပ်ရှားတဲ့နေရာကထိုင်းမြန်မာနယ်စပ်တကြောထိုင်းမြန်မာနယ်စပ်တကြောဆိုတော့ကျွန်တော်ကင်းလန်းနိုင်ငံအဖွဲ့တွေပါတယ်ပြီးရင်ကျွန်တော်တို့အခြားသောအဲ အဒီဂီဘီတွေပါတယ်ကျွန်တော် BJ တွေပါတယ်ဒါတော့နိုင်ငံတကာမှာလည်းထုတ်ပြန်ထားပြီးသားပါကေလန်နဂိုင်အဖွဲ့တွေပြည်တဲ့ KNU အပါအဝင်ကေလန်နဂိုင်အဖွဲ့ပေါင်းများစွာပါဝင်ပတ်သက်ပါတယ်ဒုတိယဘယ်သူတွေပါဝင်ပတ်သက်လဲနောက်ထပ်တနည်းအားကကျွန်တော်တရုတ်မြန်မာနယ်စပ်ပါတရုတ်မြန်မာနယ်စပ်နဲ့ပတ်သက်ရင်ကျွန်တော်တို့အာဒီကိုကန့်ဧရိယာပေါ့နာကိုကန့်ဧရိယာမှာလည်းကျွန်တော်ဒီမှာရှိတဲ့ပါဝင်ပတ်သက်တဲ့တွေသူတို့နိုင်ငံအရေးယူမှုတွေလည်းရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတရုတ်ဘက်ကလည်း PPC ဆောင်နေပါတယ်အဲ့တော့နောက်ဆက်ပြီးတော့ကျွန်တော်ဝါဧရိယာဝါဧရိယာမှာဆိုလည်းပဲကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့ တော်တော်ကြီးကိုကျွန်တော်တို့အမြင့်ကခိုင်းမာနေပါတယ်။ဝါနဲ့ပတ်သက်ပြီးတော့လည်းဒီတရုတ်ကဘယ်လိုမျိုးကင်တွေ့မလဲဒါလည်းကျွန်တော်ဆက်ပြီးကြည့်ရပါပါ။ဆက်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ဆက်ကြည့်ရမှာက KI လမ်းနဲ့ KI လမ်းနဲ့ကင်အဖွဲအခြေပြုတဲ့ area ပါ။အော်ဒီအေရီးယားမှာလည်းကျွန်တော်ကြားပြတ်နဲ့ပတ်သက်ပြီးတော့မရှိဘူးလို့မပြောနိုင်ပါဘူး။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ကတော့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။နောက်ထပ်တင်ပြမှုဆက်ပြီးတင်ပြပေးချင်ပါလေ။ဒါကတော့တန်ပုံးတီးတဲ့အဖွဲတွေ တမုံသီးတဲ့ကျွန်တော်အဖွဲ့ပေါ့မျိုးကုတ်မိုးကုတ်မျိုးကန်တွေပေါ့မိုးကုတ်မျိုးကန်တွေကဒီရှမ်းပြည်နယ်မြောက်ပိုင်းရတဲ့တစ်ဆင့်ဒီမန္တလေးကိုမန္တလေးနဲ့ကျွန်တော်ပြင်ဦးလိမ့်မယ်ကိုဆစ်ဆောင်မှုလာနေပြီလို့ကျွန်တော်သိရပါတယ်သိရပါတယ်အော်ဒါနဲ့တစ်ဆက်တည်းပဲကျွန်တော်တို့ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကတနင်္သာရီတိုင်းမောတောင်မောတောင်နယ်စပ်မြို့လေးကတော့အကြမ်းဖက်အုပ်စုတွေထိန်းချုပ်မှုခံခဲ့ရတယ်လက်ရှိတော့ဒီတပ်မတော်ကဒီမျိုးပြန်လဲရရှိအတွက်ပြန်ပြီးတော့ထိုးစစ်ဆင်နေတယ်ထိုးစစ်ဆင်နေတယ်အဲ့တော့တချို့ကလည်းကျွန်တော်ပြောမယ်ကျော်စိုးမင်းမောတောင်မောတောင်ကြာတော့လို့မင်းတရင်မရကြလို့ပြောနေကြပါလိမ့်မယ် မောတော်ကကျွန်တော်တို့နိုမလာဆန်နီယန်နေကမောတော်မျိုးကြာသွားတယ်တနည်းအားဖြင့်ကျွန်တော်တို့ဟိုလုံညုံတစ်ဖွဲ့တွေတစ်ဖွဲ့ဝင်နေကျွန်တော်ထိုင်းဘက်ကိုဆုတ်လိုက်ရတာရှိတယ်ဖမ်းဆီးခြင်းခံခဲ့ရတာရှိတယ်ဒါအရှိတရားပါပဲလက်ရှိလည်းကျွန်တော်တို့ဒီမောတော်မျိုးပြန်လည်ရရှိအတွက်တမတော်ကတော့ဒါထိုးစစ်ဆင်တယ်လို့သိရပါတယ်ဒါမောတော်မျိုးနဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေပါဆက်ပါမယ်ကျွန်တော်တို့ဒီမိုးကုတ်အခြေအနေဆက်ပါမယ်မိုးကုတ်အခြေအနေပတ်သက်ရင်ပြီးခဲ့တဲ့ဒီနိုမလာ6ရက်နေ့ကနိုမလာ6ရက်နေ့ကမိုးကုတ်မြို့မှာလှုပ်ရှားတဲ့ DNL နဲ့မန်လေး PD အဖွဲ့တွေကအကြံပတ်တောင်းကျမ်းသူမန်လေး PD အဖွဲ့တွေက သူတို့ကဒီမိုးကုပ်မြို့မှာရှိတဲ့ဒေသခံပြည်သူတွေကိုသူတို့လော်နေလိုက်អော်တယ်ပေါ့လော်နေអော်တယ်ဒီမြို့မှာနေထိုင်တဲ့သူတွေအနေနဲ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းမှာတာမုံတီးရမယ်တာမုံမတီးဘူးဆိုရင်ထည့်ရောက်ပြင်းထန်တော့အရေးကြီးမယ်ဆိုတော့သူကသူကဒီလော့စပီကာနဲ့អော်တယ်ပေါ့လော့စပီကာနဲ့អော်တော့မြို့ကန်တွေကလည်းကျွန်တော်တို့တာမုံတွေတီးခဲ့ရတယ်ပေါ့တာမုံတွေတီးခဲ့ရတော့အဲနောက်နေ့လဲကြာတော့အကြံဖက်မီဒီယာတွေနဲ့အကြံဖက်မီဒီယာတွေမှာဝေဝေစာဖော်ပြတယ်အာစစ်ကောင်စီတွေဝင်လာမှာဆိုလို့မြို့ကန်တွေကတာမုံတီးပြီးတော့ဆန္ဒပြတယ်လို့ညမဲ့ဆန္ဒရေးခဲ့ကြတယ် တကယ်ဖြစ်စင်မှမှာတကယ်ဖြစ်စင်မှနဲ့ပတ်သက်ပြီးတော့ဘယ်မီဒီယာကမှမရေးသားခဲ့ပါဘူးမရေးသားခဲ့ပါဘူးတကယ်ဖြစ်စင်မှကဒီဒီကျွန်တော်တို့တောင်းကျမ်းသူ DNL နဲ့မန်လေး PDF ဖွဲ့တွေကသူတို့လုတ်ခိုင်းတာပါဒီမျိုးကန်နေအနေနဲ့ဘုံမလာချောင်းနေညပိုင်းမှာတမုံတရမယ်မတင်းပြင်းထန်စွာအေးအေးယူမယ်နောက်ဆုံးပြခင်ဗျဒလန်လို့ဆွဆွပြီးတော့ခင်ဗျသိပါတယ်သူဘယ်လိုလုပ်လဲဆိုတာအဲဒီလိုမျိုးလောက်ခံပါဆိုတော့မျိုးကန်နေရကျွန်တော်တမုံတိခဲ့ရပါတယ်တမုံတိခဲ့ရပါတယ်အဲ့တော့ဒီဒီကနေ့ဒီနိုဝင်ဘာလအဒီအပိုင်းပေါ့နိုဝင်ဘာလကျွန်တော်တို့ 16ရက်နေ့ကနေစပြီးတော့မိုးကုတ်မျိုးကန်တွေကရှမ်းမြောက်ဒေသရှမ်းမြောက်ဧရိယာနဲ့ကျွန်တော်တို့ဒီပြုံးလင်မန္တလေးဘက်ကိုစဆင်းလာကြပြီစပြီးဆင်းလာကြပြီစပြီးဆင်းလာကြပြီအဲ့တော့စဆင်းလာကြတော့တို့ဘယ်ကိုဆင်းမလဲကျွန်တော်ဆက်ပြီးစောင့်ကြမှာဖြစ်ပါတယ်လက်ရှိတော့ကျွန်တော်ဆင်းလာကြပြီအော်ကားလေးနဲ့ကျွန်တော်တို့ကားကားကြီးကားငယ်အတူတူတို့ဆင်းလာကြပြီလက်ရှိဒီမိုးကုတ်မျိုးကန်မိုးကုတ်မျိုးဘက်မှာမိုးကုတ်မျိုးပေါ်မှာကျွန်တော်တရင်တွေထွက်ပေါ်နေတာကတက်မတော်ကနိုဝင်ဘာလ20ရက်နေ့မှာမျိုးတွေကိုပြောင်းဝင်လာမယ်လို့ သတင်းတွေလွှတ်နေလို့ပြောတယ်တတင်းတွေထွက်နေတယ်ဗောဗျာသတင်းထွက်နေတယ်ဒီထွက်တဲ့သတင်းတွေကဘယ်လောက်မှန်ကန်မလဲဆိုတော့ကျွန်တော်တို့ဒီခံမှန်းလို့တော့မရသေးဘူးဆက်ပြီးတော့ကျွန်တော်စောင့်ကြည့်နေတာဖြစ်တယ်ထေချာတာကကျွန်တော်နောက်ဆုံးသိရတဲ့အချိန်တွေကမိုးကိုမျိုးကန်တွေကတော့မျိုးပေါ်နေဆုတ်လာကြပြီမျိုးပေါ်ကသူတို့ရွှေ့ပြောင်းလာကြတယ်ဗောမျိုးပေါ်ရွှေ့ပြောင်းလာကြတယ်ရွှေ့ပြောင်းလာတဲ့အကြောင်းအရာလဲဒီတပ်မတော်ကမိုးကိုမျိုးပြန်လဲရရှိအတွက်ထိုးစစ်ကိုအချိန်မြင့်မယ်ထိုးစစ်ကိုအချိန်မြင့်မယ်ဒီနှစ်ဖက်တိုက်ပွဲတွေကြောင့်မျိုးကန်တွေကသူတို့ဂျားညက်မှာကြောက်တယ်ဂျားညက်မှာကြောက်တဲ့အတွက် ပြန်ဆင်းလာကြတယ်သူတို့ဘယ်ဘက်ကိုဆင်းလာလဲဆိုတော့တပ်မတော်ရဲ့ထိန်းချုပ်တဲ့ area ဘက်ကိုဆင်းလာတာတတိယမှာကျတော့တပ်မတော်ရင်ဝင်တဲ့ကိုဆင်းလာတာအော်တပ်မတော်ရင်ဝင်တဲ့ကိုမဆင်းခင်ဗျအဲ့မှာသိပါတယ်ခင်ဗျအဲ့မှာမိုးမေးကနေထွက်သွားလိုက်ဗျမိုးမေးကနေထွက်သွားပြီးတော့ခင်ဗျရှက်ပြည်မြောက်ပိုင်းမှာရှိတဲ့တောင်ကျန်းသူလက်နက်ကိုင်ဖွဲ့ထိန်းချုပ်တဲ့နေရာသွားလို့ရတယ်အဲ့ဒီကကျွန်တော်တို့ဒီ KIA တောင်ကျန်းသူ KIA ဖွဲ့ထိန်းချုပ်တဲ့ area ဘက်ကိုသွားလို့ရတယ်ဒါပေမဲ့သူတို့မသွားဘဲနဲ့တပ်မတော်ရဲ့ရင်ဝင်တဲ့ကိုသူတို့ရောက်လာကြတယ်တပ်မတော်ရဲ့ရင်ဝင်တဲ့ကိုလာနေကြပြီတပ်မတော်ရင်ဝင်ကကျွန်တော်ရှမ်းမြောက်ဒေသကြောင်မဲတီဘောနောင်ချိုးအဲ့ဒီဘက်ကိုဆင်းလာတယ်ပြီးရင်ကျွန်တော်တို့မန္တလေးပြည်ဦးလေမန္တလေးဘက်ကိုဆင်းလာတယ်အဲ့တော့ ခင်ဗျားတို့ခင်ဗျားတို့ကြည်ပါခင်ဗျားတို့ဘသူအာကုလဲဆိုအဲ့မှာပဲခင်ဗျားဒီဒီပြည်သူတွေကခင်ဗျားအကြမ်းတ်အုပ်စုတွေအာကုမယ်ဆိုရင်ခင်ဗျားအကြမ်းတ်အုပ်စုတွေရဲ့အဘက်ကိုသွားမှာပေါ့ဗျာပြည်သူတွေကတက်မလို့အာကုတဲ့အခါတက်မလို့ရဲ့ရင်ကုန်ထဲကိုရောက်လာကြပြီတက်မလို့တော့ရှင်းတယ်တက်မလို့တော့ခင်ဗျားကိုယ်နိုင်ငံသူနိုင်ငံသားတွေဖြစ်တဲ့အတွက်ရင်ကုန်ထဲကိုကြိုးစုံမှာပဲကြိုးစုံမှာပဲတိုးတော်လည်းပဲကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့ဘသူတွေပါလာမလဲပေါ့ပိုးမွားတွေပါမလာအောင်တော့ကျွန်တော်စစ်ဆေးဖို့လိုပါတယ်ပိုးမွားတွေဆိုရင်လည်းအချမ်းမအုပ်စုတွေကကျွန်တော်တို့ဒီမှာလက်စွမ်းပြခဲ့တဲ့သူတွေဟာဒါကစစ်မှုထောင်နေမိရှု ဒီ app စီ U အဲ့ဒါကဒလန်ဆိုတဲ့ပြောခဲ့တဲ့ဆိုခဲ့တဲ့ပါမလာအောင်တော့ကျွန်တော်စစ်စစ်ဖို့လိုပါတယ်။ဒါတော့ကျွန်တော်မျိုးမိုးကုတ်မျိုးကန်နေရတော့စစ်ချောင်းနေကြပါသည်။စစ်ချောင်းနေကြပြီလက်ရှိတော့ကျွန်တော်တို့မိုးကုတ်ကြောင်မဲလမ်းပိုင်းမိုးကုတ်နောက်ချိုလမ်းပိုင်းပေါ့ဗျာ။အဲ့ဒီကနေကျွန်တော်ဆင်းလာကြပြီလို့သိရတယ်။ဆင်းလာကြပြီလို့ကျွန်တော်ကြားနေရတယ်။ဓာတ်ပုံတွေလည်းထွက်နေတယ်။အဘဲကိုကျွန်တော်ဆက်ဝင်မယ်ဆက်ကြည့်ရမယ်။ကျွန်တော်သိရတဲ့လောက်ကတော့ရှမ်းမြောက်ကိုဝင်မယ်။ရှမ်းမြောက်မှာရှိတဲ့အဒီဘောနောက်ချိုကြောင်မဲဧရိယာဝင်မယ်။ပြီးရင်တော့ကျွန်တော်တို့မန္တလေး အပြုံးလေးဘက်ကိုဝင်မယ်အဲ့တော့ဘေးကိုဆက်ပြီးတော့တို့ချီတက်မလို့ဆက်ပြီးစောင်းကြရမှာဖြစ်ပါလေကျွန်တော်တို့စစ်စေးဖို့တော့လိုတယ်ဘာကြောင့်လဲဆိုတော့ဒီမှာပိုးမွားတွေပါမလာဘူးလိုပါတယ်အဲ့တော့တက်မလို့ကတော့ကိုယ်နိုင်ငံသူနိုင်ငံသားတွေဖြစ်တဲ့အတွက်လာသမျှကိုကျွန်တော်တို့နှွေးထွေးစွာကြိုးစားမှာပဲအဲ့တော့ခင်ဗျားတို့ကိုယ်နိုင်လည်းခင်ဗျားတို့သိရမှာငါတို့ရဲ့ဘဝငါတို့ရဲ့လုံခြုံမှုငါတို့မိသားစုလုံခြုံမှုကိုပေးနိုင်တာကျွန်တော်တက်မလို့ပဲရှိတယ်ကျွန်တော်တို့ကဒီတက်မလို့သားတွေချက်တာကျွန်တော်တို့ချက်တာရိုးရှင်းရှင်းလေးပဲရိုးရှင်းရှင်းလေးပဲအဲ့တော့တိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ကျွန်တော်တို့အန်ဒီအမျိုးမျိုးနဲ့ပတ်သက်ရင်အသက်ပေးပြီးတော့ကျွန်တော်တို့အသက်ကိုအသက်နဲ့ထပ်ပြီးကာကွယ်ပြီးတာတက်မလို့တစ်ခုပဲရှိတယ် တတ်မလို့တစ်ခုပဲရှိတယ်အသက်ကိုအသက်နဲ့ထပ်ပြီးကာဝတ်ပြီးတာခင်ဗျားတို့ကြရေပေးဗျာရေပေးငလင်ပေးဘေးမျိုးမျိုးရှိလိုက်တဘာဝဘေးကတော့နိုင်ငံတိုင်းမှာရှိနေတာပဲဒီတဘာဝဘေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ရှည်စုံကနေပြီးတော့အသက်ကိုအသက်ထပ်ပြီးကာဝတ်ပြီးတာတတ်မလို့ပဲရှိတယ်ဗျာပြီးရင်ကျွန်တော်အကြံဖတ်ပေးအကြံဖတ်ပေးဆိုတော့ခင်ဗျားအသက်ကိုအသက်နဲ့ထပ်ပြီးကာကွယ်ရတာပဲဗျာကာကွယ်ရတာပဲခင်ဗျားတတ်မော်သားမှလည်းမိသားစုရှိရဗျာသူတို့တွေလည်းဗျာခင်ဗျားသူ့ရဲ့သားသမီးတို့တီးကြတာပြောကျင်တာပဲသူတို့သားသမီးတို့ချီးကျင်တာပဲခင်ဗျားတို့လိုပဲသူတို့မှလည်းခင်ဗျားမိသားစုတွေရှိတယ်ဗျာ မိသားစုတွေရှိတယ်ခမရတို့တော်ဗျာခမရတို့ခမရတို့တော်ဟာလာအဲအင်းတော်ချင်းမျိုးသမီးတော်မှာခမရယောက်ျားကအလုံးကြောင့်ခမရတပတ်လောက်ကြာခမရယောက်ျားခမရညှို့နေကြရတာဗျာဒါတော့မှခမရတို့ကဖုန်းဆက်သွယ်တွေရသေးတယ်တက်မော်သားတွေမှာခမရရှေ့တန်းမှာကျွန်တော်တွားရတာဗျာကြံခဲ့တဲ့သူတွေရဲ့မိန်းမတွေရဲ့ကြံခဲ့တဲ့တက်မော်သားရဲ့မိန်းမတွေရဲ့စိတ်ထဲမှာသူတွေရဲ့စိတ်ခမရတို့မိန်းမချင်းကိုချင်းစာကြည့်လိုက်အိမ်ကောင်းစီအချင်းချင်းကိုချင်းစာကြည့်လိုက်တာသမီးချင်းကိုချင်းစာကြည့်လိုက်ကိုချင်းစာကြည့်လိုက်ကိုချင်းစာကြည့်လိုက်ဒါဆိုခမရတို့သိလိမ့်မယ် နောက်ဆုံးပြခင်ဗျားတို့ဒီလက်နက်ကైအဖွဲတွေကြောင့်လက်နက်ကైအဖွဲကြောင့်တိုးတက်သွားတဲ့အိန္ဒိယချင်းကျွန်တော်ပြပါခင်ဗျားလက်နက်ကైအဖွဲတွေလို့လို့တိုးတက်သွားဆိုခင်ဗျားတို့စီးတဲ့ဖက်နဲ့ကျွန်တော်ပါလာရိုက်လိုက်ခင်ဗျားတို့ရိုက်မယ်ဆိုရင်ကျွန်တော်ကိုင်ဒူးထောက်ဝေးမယ်လက်နက်ကైအဖွဲတွေရဲ့အဲလုံလို့လက်နက်ကైအဖွဲတွေရဲ့စောင်းမှုကြောင့်ခင်ဗျားတိုးတက်လာရဆိုရင်ပြတိုးတက်တဲ့ဆရာကခင်ဗျားတိုးတက်တယ်ဆိုတဲ့နေရာမှာခင်ဗျားတို့ပညာရေးတို့ပညာရေးကျမ်းမာရေးတိုးတက်ဖို့လိုတယ်နော်ခင်ဗျားလောင်စားလုပ်ပြီးတော့ခင်ဗျားအထက်မြင့်နေစောင့်နေမှာမဟုတ်ဘူးခင်ဗျားတို့ကအထင်ကြီးတာဝါရုံမိုင်းလားအဲ့လိုမှအထက်မြင့်နေအထက်တရအမြင်ကြီးခင်ဗျားတို့သွားမြင်ကြည့်လိုက် အဲ့ဝါဒေတာမှာ USA ကဒီဝါတိုင်းသားတွေပေါ်မှာကျွန်တော်တို့လူစွားအမြင့်ဘယ်နှယောက်မွေးထုတ်ခဲ့ဘူးလဲမိုင်းလာအဘွဲကဒီမှာရှိဒေတာကန်တွေကိုခင်ဗျားလူစွားအမြင့်ဘယ်နှယောက်မွေးထဲမွေးထုတ်ခဲ့ဘူးလဲဝါဒေတာမှာဝါအဘွဲကဝါတိုင်းသားတွေကမြန်ဆရာဝန်ဘယ်နှယောက်ဖြစ်ခဲ့တာရှိလဲခင်ဗျားရှင်းရှင်းလေးကျန်တဲ့ကိစ္စခဏတာဆရာဝန်ဖြစ်ခဲ့တာဘယ်နှယောက်ရှိလဲမရှိဘူးဗျခင်ဗျာသူတို့ရဲ့သူတို့အာနာတိမြေတွေတွေးတက်လောင်ခဲ့တာပဲရှိတယ်တနက်ကင်မှာတွေးတက်လောင်ခဲ့တာပဲရှိတယ်တမ်မတော်မှာက တက်မလို့ကကျွန်တော်တက်မလို့ကကျွန်တော်ကျွန်တော်တို့လူစွာကြီးမြေတိုးတက်ဖို့ပဲပေးဆက်ခဲ့တာကြီးပဲခင်ဗျားတို့ရှောက်တဲ့လမ်းကြီးကြီးလိုက်ခင်ဗျားတို့ရှောက်ခဲ့တဲ့လမ်းကြီးခင်ဗျားစထွက်ပြီဗျာခင်ဗျားရောက်တဲ့နေရာနဲ့ခင်ဗျားစစပြီးရှောက်လိုက်အဲ့ဒီလမ်းကြီးအားလုံးကတက်မလို့နဲ့ပြည်သူလူဆောင်ခဲ့တာကြီးပဲခင်ဗျားတို့မြေကူးတရားတွေအဲကျွန်တော်တို့ဒီတန်လွေမြေကူးတရားချင်းလွေမြေကူးတရားအရာဝေမြေကူးတရားစတဲ့မြန်မာနိုင်ငံမြန်မာနိုင်ငံမှာရှိတဲ့မြေကူးတရားတွေအားလုံးကတက်မလို့နဲ့ပြည်သူဆောင်ခဲ့တာကြီးပဲဘယ်လက်နက်ကိုင်အဖွဲ့မှခင်ဗျားဆောင်ခဲ့တာခုမှမရှိဘူးတော့အဲ့ဒါမှမဟုတ်အသေးစားလေးဗျာခင်ဗျားတို့ကြေးလက်လမ်းကြီးအားစပြတ်တာတွေတက်မလို့လုပ်ခဲ့တာ တက်မလို့လုတ်ခဲ့တာအဲ့တော့ကျွန်တော်ဒီသတင်းပြချုပ်ချင်တာကမိုးကုတ်မျိုးကန်နေရတော့ကျွန်တော်ရှမ်းကျောင်းနဲ့မန်လေးဘက်ကိုဆင်းလာပြီဆင်းလာပြီအဲ့ဒီနောက်မှာတော့ကျွန်တော်တို့ဒီပိုးမွားတွေပါမအောင်တော့စစ်စစ်ဖို့လိုပါတယ်ပြည်ပမီဒီယာကိုအနေနဲ့ရက်ကကြီးစုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ